တခါအင်္ဂါသားသမီးများအတွက်ဖော်ပြပေးမှာဖြစ်ပါရဲ့နော်9ရက်ကနေပြီးတော့အောက်တိုဘာလ15ရက်နေ့အထိ နော်တပတ်စာကံကြမ္မာများကိုအသေးစိတ်လေးတွက်ချက်ပြီးမှဖြစ်ပါတယ်အင်္ဂါသားသမီးများအစာဆုံးလေးကြည်ပြီးပါအင်္ဂါသားသမီးများဟာဒီကာလမှာဆိုလို့ရှိရင်သူတို့ဟာဘာသာရေးကိုပို့ပြီးတော့လုံနိုင်တယ်နော်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေပို့ပြီးတော့အချိန်ပေးနိုင်တယ်ပေါ့နော်ဒီတပတ်ကာလမှာအရန်ကောင်းပါတယ်ကံကောင်းတဲ့ဘက်ကိုရောက်နေတာပေါ့နော်ဖျားမှုခကြီးတွေပါလေသွားရတက်ပါရဲ့အဲ့တော့မိမိတို့အိမ်မှာလည်းဖျားဆင်းသူတော့ဖျားပုံတော့ဘာသာရေးနဲ့တက်ဆိုင်တဲ့ ပစ္စည်းမျိုးလေးတွေဝင်လာတတ်ပါတယ်ဝင်လာရန်ကောင်းပါတယ်ထီထိုးမယ်ဆိုရင်လည်းထီပေါက်ကိန်းနေရှိပါတယ်ထီကနန်းအောင်မှာရွေးထိုးမိတာမျိုးတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့တနင်းကနေဒီအင်္ဂါသားသမီးများဟာတနင်းကနေသားသမီးများနဲ့တနင်္လာသားသမီးများနဲ့အနည်းငယ်အတိုက်ခံလေးတွေရှိပါတယ်အထူးကယူဆိုက်ရမှာဖြစ်ပါတယ်เนาะအဲ့တော့အင်္ဂါသားသမီးများဟာဒီကာလမှာဆိုလို့ရှိရင်စနေသားသမီးပုဒ်ဝဘူးသားသမီးနဲ့အရန်ကိုအကျိုးပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်เนาะမိမိတို့ နဲ့ဆရာကောင်းတမားကောင်းတွေတွေ့ရတတ်ပါတယ်ဝင်တန်းဖြစ်တဲ့ဆိုရင်ညာတူတိုးတာမျိုးတွေအလုတ်ပြောင်းနေရာပြောင်းတွေအရန်ကောင်းပါတယ်လစာတိုးမြင့်ခြင်းတွေခံရတတ်ပါတယ်အကြီးကဲရဲ့ချီးမြောက်ခြင်းတွေခံရတတ်ပါတယ်နောက်မပြောပါတော့တဲ့အတိုက်ခံအနည်းငယ်တော့ရှိပါတယ်เนาะ အိမ်တော်ရေးမှာအရန်ကောင်းတဲ့ကာလာတစ်ခုကိုရောက်နေပါတယ်အဲ့တော့အိမ်တော်ရေးမှာတာယာတဲ့အေးတန်းနဲ့ပျော်ရွှင်မှုတွေပြန်ပြီးတော့ရရှိနေပါတယ်အဲ့တော့မိမိတို့အိမ်တော်ရေးမှာသားသမီးရေသနာတွေဒီတစ်ပတ်မှာဝန်သားဆရာတရင်ကောင်းနေကြမယ်သားသမီးရေသနာတွေဝင်လာတက်ပါတယ်နောက်တစ်ခုကအမွေအနှစ်ရတက်ပါတယ်เนาะ အလုံးနဲ့ပတ်သက်ပြီးတော့ကလူမှုရေးကိစ္စလေးတွေမှာ တိုက်ခန့်အပြူတဘောမျိုးတွေရှိပါတယ်အထူးဂရုစိုက်ရမှာဖြစ်ပါတယ်ဒါဘာမှတော့မပြောပါတော့ပါဘူးအချီးနဲ့ပတ်သက်လို့ကတော့ ချစ်သူကြီးစားပေါ့ချစ်သူကြီးစားမရှိသေးတဲ့လူကချစ်သူကြီးစားရင်ရမယ်နောက်ချစ်သူရှိတဲ့လူတွေကကြတော့ညနာပွင့်မယ်စမ်းပွင့်မယ်ပို့ပို့ပြီးတော့အချစ်ခံရတာမျိုးတွေဖြစ်တတ်ပါတယ်ကိုချစ်သူကကိုကိုဒီတပတ်တာကာလမှာတဲတဲလှုပ်ချင်နေတာမျိုးတွေစိတ်မချတာမျိုးတွေဖြစ်နေတတ်ပါတယ်အဲအင်္ဂါသားမိမိပြောရမှာဆိုရင်ဒီတပတ်တာကာလမှာအရန်ကိုကံကောင်းပါတယ်เนาะ ။ဘာသာရေးနဲ့ပတ်သက်တာလေးတွေပို့လုပ်ပေးမယ်ဆိုရင်ဒိဋ္ဌံပတိစိတ်တာမျိုးလေးတွေပို့လုပ်ပေးမယ်ဆိုရင်အရန်ကောင်းတဲ့ကာလမှာပညာရေးမှာတော့အောင်မြင်မှုတွေရရှိတတ်ပါတယ်။နိုင်ငံခြားခရီးတွေမှာဆောင်ဝဲဖြည့်ဆိုတာမျိုးတွေတော့နည်းနည်းလေးမဖြေနိုင်တာမျိုးတွေဖြစ်ပါတယ်နောက်တစ်ခါပြန်ဖြေတော့မှ အောင်မြင်သွားတာမျိုးတွေလည်းဖြစ်တတ်ပါတယ်အဲ့တော့လုပ်ငန်းဝင်မှာအနှောက်အယှက်လေးတွေအနည်းငယ်တော့ရှိပါတယ်မြတ်စွာဘုရားရှင်ကိုပန်းကိုမျိုး တကွန်ကိုလို့လှူဒန်းပေးပါမိမိတို့ရဲ့မွေးနေ့9နာရီ45မှာလှူဒန်းပေးရမှာဖြစ်ပါတယ်ဒီတပတ်တာကာလမှာအဖြူကြားအယောင်ကြားတွေရှောင်ရမယ်အဖြူရောင်ရှောင်မှာအနက်ရောင်နေအနီရောင်နေအကျိုးပေးပါတယ်အင်္ဂါသားသမီးများစင်ပြေကြပါစေ